အဲ့နေကံကိုလည်းတိမ့်ပိုက်နိုင်ခဲ့တယ်ဒီဘက်ကကမ္ဘာစ16နားကစခန်းကြီးကိုလည်းတိမ့်ပိုက်နိုင်ခဲ့တယ်ဆိုတော့ဟာအကုန်လုံးကိုပတ်ပြီးတော့ချင်းချောင်းနေတာအကုန်လုံးကိုပတ်ပြီးတော့တိုက်နေတာအားရခတော်တော် A နဲ့ပြီးတဲ့တပ်ဖွဲ့တွေကိုဒါကိုတိမ့်နိုင်လို့ဘာလို့နာမည်တွေပြောင်းပေးအောင်ပဲအဲ့ကမ္ဘာစတွေကိုဒါလုံးဝတယုံကုန်ပဲအရင်လှုပ်ကြည့်လိုက်အောင်တကယ်ထိခိုက်မှာအဲ့လိုထိခိုက်ပြီးဆိုတာနဲ့စစ်ကောင်စီကလုံးဝနှာခေါင်းပိတ်ခံရတယ်လို့ဖြစ်မှာဟောအသက်မရှူနေတော့အဲ့လိုပုံစံမျိုးဖြစ်သွားပါဘူး င်္ဂလာပါဒီကနေ့ကအော်တိုဘာလ15ရက်နေ့2025ခုနှစ်ဖြစ်ပါတယ်။နေ့ကန်ဒါစကန်ကုန်းပေါ့နော်။ပြမကုန်းကြီးကိုဒါအားလုံးဒီပါတိမ့်ပိုက်လိုက်ပြီပေါ့နော်။တိမ့်ပိုက်လိုက်ပြီးတဲ့အချိန်အဲနောက်ထပ်ဒါခမောက်ကုန်းပေါ့နော်။အဲအဲ့ကုန်းကိုတော့ဒလိုင်းတက်ဖွဲ့တွေကထိုးစစ်ဆင်နေတော့ဆိုပြီးတော့တည်ရတယ်ပေါ့နော်။ဒါသတင်းတွေလည်းတက်နေတာလည်းရှိတယ်။အဲကြတော့အဲ့လိုမျိုးတိမ့်ပိုက်လိုက်ပြီးတဲ့နောက်ပိုင်းမှာစစ်ကောင်စီကဘာတွေထပ်လုပ်လာသလဲ။ပြီးရင်အဲ့စကန်ကုန်းကျသွားပြီးတဲ့အချိန်မှာစစ်ကောင်စီနောက်ထပ်ဘာတွေပြင်ဆင်နေသလဲ။ အဲ့ဥဆိုင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောသွားမှာဖြစ်တယ်ပြောရရင်တော့အော်တိုဘာလ14ရက်နေ့ညနေပိုင်းသတင်းတွေကိုပြောချင်တာဩနော်အဲ့မှာထူးခြားမှုတွေအများကြီးရှိတယ်နေ့ကန်စကန်ကိုတစ်ခုတည်းနဲ့တိမ့်တာမဟုတ်ဘဲနဲ့ပေါ့နော်နောက်ထပ်နေရာတစ်ခုပါတိမ့်ထားတာရှိသေးတယ်အဲ့ဒါကအခုမှသတင်းတက်လာတာတွေ့လို့ပေါ့နော်အဲ့တော့အဲ့အကြောင်းလည်းပြောကြမယ်ပေါ့နော်အဲ့ဥဆိုင်လည်းတေချာတဲ့လောက်ရှိတယ်အဲနောက်တစ်ခုကတော့ဒါအော်တိုဘာလာ14ရက်နေ့မှာနေကန်စကန်ကုန်းကြီးကို AA နဲ့ PDF တက်ဖွဲ့တွေကတင်လိုက်တာတော့ဟုတ်ပြီပေါ့နော်အဲ့တော့အဲ့ကုန်းကိုရဖို့ဒါစစ်ကောင်စီဘက်ကပြန်ပြီးတော့ထိုးစစ်ဆင်နေတာရှိတယ်ဗျာအ ရှိတယ်ဆိုတာလည်းအဲတို့ဒီဂုံးကဘလောက်အရေးကြီးသလဲဆိုတဲ့ဟာကိုကျွန်တော်တို့ရှေ့ပိုင်းမှာပြောခဲ့သလိုပဲတကယ်အဓိကခန်းဆက်စကန်ဂုံးကြီးဖြစ်နေတာအဲ့တော့ပြီးရင်ရေဒါစကန်ဂုံးကြီးလည်းဖြစ်တယ်ပေါ့နော်ဒါမြန်မာနိုင်ငံအနောက်ပိုင်းကိုဒါဝင်းထောက်လိုင်းရေးပုံစံမျိုးဒါဖြန့်ကျက်ထားတဲ့စကန်ဂုံးကြီးလည်းဖြစ်တော့တို့တို့အရန်အရေးကြီးတာအဲ့လိုအရေးကြီးတဲ့စကန်ဂုံးပါသွားပြီဆိုတဲ့ချိန်မှာပြန်ရဖို့အတွက်တို့အသေးအံစူးစမ်းတယ်မကြိုးစားလို့လည်းမရဘူး။ဘာဖြစ်လို့လဲဆိုတော့အနိကကုတ်ခဲ့ရတဲ့တမကူကိုတမမူကအချုပ်ကြတော့မယ်။အဲအဲအကြောင်းမလို့ဒီဥစ္စာကိုရဖို့အတွက်သူအသေးအံထပ်ပြီးတော့လှုပ်တဲ့စီမံချက်တွေရှိလာတယ်။ အဲ့ဒါကတော့ကပ္ပစ14ဘက်ကနေပြီးတော့အင်အား300လောက်နဲ့တောလန်းကနေစစ်ကြောင်းထိုးလာအဲ့လိုစစ်ကြောင်းထိုးလာလို့ဂုံကြီးကျွာနားမှာဒေါ်လိုင်းတပ်ဖွဲ့တွေနဲ့တိုက်ပွဲအပြင်းထန်ဖြစ်ပွားနေတယ်ပေါ့နော်အဲ့တော့စစ်ကောင်စီဘက်ကသူတို့ရဲ့ဒါပင်မစကန်ကုန်းကျသွားပြီးတဲ့အချိန်မှာဒီခမောက်ကုန်းတစ်ခုကျန်တယ်အဲ့ဥစ္စာကိုလည်းတပ်ဖွဲ့တွေဆက်ပြီးတော့တိုက်ခိုက်နေတာဖြစ်တဲ့အတွက် ီကုန်းကိုလည်းမကြဖို့ပြီးရင်ခုနနေအကန်ကုန်းကိုလည်းပြန်ရဖို့အဲပြီးရင်ဒီလမ်းပိုင်းကိုလည်းသူတို့ထိန်းချုပ်နိုင်ဖို့အတွက်ကိုအင်အား300နဲ့ထပ်ပြီးတော့ထိုးသေးတာပေါ့နော်အဲ့တော့အဲ့အင်အား300ရောတကယ်ရောက်နိုင်မှာမလားဆိုတဲ့ဟာလည်းစိတ်ဝင်စားစရာကောင်းတယ်ဘာလို့လဲဆိုတော့ရှေ့မှာဒီလောက်အင်အားအများကြီးရှိပါတယ်ဆိုတော့ဂုံးကြီးတောင်မှဒါရောက်အောင်တီးထုံနိုင်သေးရဆိုတော့ဗျာအဲ့တော့ဒီလောက်တက်လာတဲ့အင်အားဆိုတော့ဒါခန့်စစ်တောင်မဟုတ်ဘူးဗျာ အဲလှုပ်ရှားပုံစံမျိုးနဲ့လာတာဖြစ်တဲ့အတွက်ဘယ်လောက်သေအောင်မလဲဘယ်လောက်ထိခိုက်အောင်မလဲအဲဘယ်လိုတောင်မှဆွဲပြေးအောင်မလဲဆိုတဲ့ဟာလေကျွန်တော်တို့စောင့်မျှော်ရအောင်မှာဖြစ်တယ်ပေါ့နော်အဲ့တော့အာရခတ်တက်တော်နဲ့ဒါ BDS တပ်ဖွဲ့တွေအနေနဲ့ပြန်ကြည့်မယ်ဆိုရင်လေနေ့စဉ်ရက်ဆက်ဒီတိုက်ပွဲတွေကိုစက်တိုက်ဆင်နွှဲနေရတာဖြစ်တဲ့အတွက်ဒါစစ်ပန်းတာမျိုးတွေတော့ရှိနိုင်ကောင်းတယ်ပေါ့နော်အဲ့တော့ဒါမြန်မာတက်တာပြန်ပြောရမယ်ဆိုရင်ဒီဘက်ကတော်လိုင်းတက်ဖွဲ့အနေနဲ့ကလည်းအထီးကိုက်တွေလည်းရှိတာပဲအဲ့တော့ဒါကျွန်တော်တို့ဒါဒီတက်ဖွဲ့တွေရဲ့ဒါစိတ်သက်ကိုပြန်ကြည့်မယ်ဆိုရင်စိတ်သက်ကြနေတာမျိုးတော့မရှိဘူးဗျ။ဘာလို့လဲဆိုတော့ ဒဏ်ရာရတယ်တက်တာတာနဲ့တက်ပြီးတော့ကြိတ်အောင်ပါဘာဖြစ်လို့လဲဆိုတော့ဒီဂုံးတွေကိုတိန်းတဲ့အောင်ပွဲမှာငါလဲပါတယ်ကွာဆိုတဲ့ပုံစံမျိုးအဲအဲ့လိုမျိုးဖြစ်ဖို့အတွက်ကိုတော့ဟောအာဂျုံမန်တက်ကြီးနဲ့ဒါဂျိန်းဝါထားတဲ့အဖွဲတွေရှိတယ်ဒါတော့မှပဲထိခိုက်တဏ်ရာရထားတာနော်အဲဒါပေမဲ့လည်းလုံးဝစိတ်သက်ကတော့ကြာသွားမှာမရှိဘူးဒါပေမဲ့ဒါလူခဏကိုအနေထားရဆိုရင်တော့ဗျာဒါဒီလောက်ရက်ရက်တွေအကြာကြီးပေါ့နော်ဇက်တိုက်ပြီးရင်စစ်ကောင်စီကတောက်လျှောက်ဘုံတွေကျဒရုန်းတွေနဲ့ ကျဲပြီးရင်ဒါလက်နဲ့ကြီးတွေပြည့်ဒီလိုမျိုးနေ့စဉ်ရက်ဆက်ကြီးရင်ဆိုင်နေရတာဖြစ်တဲ့အတွက်ပေမန်းနဲ့နေတာတွေတော့ရှိကောင်းရှိမှာပဲပေါ့နော်အဲ့တော့အဲဥစ္စာကိုအခွင့်ကောင်းယူပြီးတော့စစ်ကောင်စီကနောက်ထပ်စစ်ကြောင်းတွေထပ်ပြီးတော့ဆေလွတ်နေတာမျိုးတွေကတော့ဒီနေ့ထိရှိနေတော့မဲပေါ့နော်အဲ့တော့တိုက်ပွဲတွေလည်းဒါပြင်းပြထန်ထန်ဖြစ်ပွားနေတော့မဲပေါ့နော်ဒါကြောင့်စစ်ကောင်စီကအခုသူတို့ဆုံးရှုံးလိုက်ရတဲ့လက်လွတ်လိုက်ရတဲ့အဓိကဗိမာစခန်းကုန်းကြီးကိုပြန်ရဖို့သူတို့စူးစမ်းနိုင်မလားဒီလိုမှမဟုတ်ဖ ೇನೆ ဒါအာရခတက်တော့ A နဲ့ VDF တပ်ဖွဲ့တွေက ဆက်လက်ပြီးတော့သူတို့ရဲ့စကန်ကုန်းတွေဇက်တိုက်ဇက်တိုက်သိမ်းပြီးတော့ကာဝါဆာတွေဒီထက်ပြီးချင်းချောက်နိုင်မလားဆိုတာကတော့တကယ်စိတ်ဝင်စားစရာကောင်းတယ်ပေါ့နော်အဲ့တော့နားထောင်နေတဲ့ပြည်သူတွေရောဒါဘလို့တင်လဲပေါ့နော်ကျွန်တော်တို့ကတော့ဒါမျှော်လင့်မိသားပေါ့နော်အခါတတော် AE နဲ့ VDA တပ်ဖွဲ့တွေကိုတကယ်ယုံကြည်တယ်ဆက်လက်ပြီးထိုးစစ်စင်တိုက်ခိုက်နိုင်လိမ့်မယ်လို့ဒါယုံကြည်တယ်ပေါ့နော်ပြီးတော့ဒါနိုင်ငံပြူအကုန်းရဲ့ဒါ radar scan ကုန်းမကြီးကိုအခါတတော် AE နဲ့ VDA တပ်ဖွဲ့တွေကအားလုံးနှီးပါတိမ့်ပိုက်လိုက်ပြီးတဲ့နောက်မှာစစ်ကောင်စီဟာဘာတွေဆက်လုပ်နေလဲဆိုတော့ ာဘာဆ14သူတို့အကြောက်ဆုံးပေါ့နော်ဒီကာဘာဆ14နားကိုရောက်လာမှာအကြောက်ဆုံးဖြစ်တဲ့အတွက်ကာဘာဆ14နားမှာခန်းစစ်စကန်အစ်စ်တွေတီဆောက်နေတာတကယ်ခန်းစစ်စကန်အစ်စ်တွေအများကြီးကိုအခိုင်အမာပုံစံမျိုးနဲ့တီဆောက်နေတာဖြစ်တယ်ဆိုပြီးတော့လေဒါသတင်းတွေကသိရတယ်ပေါ့နော်အဲ့တော့ကာဘာဆ14နားမှာဒီလိုစကန်တွေတီဆောက်နေတဲ့အပြင်ကမှဒါအမ်ဘရန်လန်းဆောင်ကဒါပြင်းဝစစ်ဆေးရေးဂိတ်ကိုလည်းကာကင်းစကန်အများပြတ်ထပ်ပြီးတော့တီဆောက်နေတဲ့အင်အားတွေထပ်ပြီးတော့တိုးချဲ့တာမျိုးတွေ ဒါစုဖွဲ့တာမျိုးကြီးလည်းလုပ်နေတယ်ဗောနော်အဲ့တော့ဒါပြင်မှာဒါနိုင်ငံစကန်းကိုပြန်ယူဖို့တလင်းတက်တွေပိတ်ဆို့ဖြတ်တောက်တဲ့ဂျားကနေပြီးတော့ကပ္ပစ14အတိုင်းသူတို့အင်အားတွေလည်းဆက်ပြီးတော့လွှတ်နေတော့မယ်အဲ့တော့ဒါအာရခတက်တော် A နဲ့ PDF တွေကလည်းဒါနိုင်ငံပြွာကုန်းနာကစကားဆက်ရဲ့ခန်းစစ်စကန်းတစ်ခုပြစ်တယ်ဗောနော်ကြံနေသေးတဲ့ဒီခမောက်တောင်ဒါခန်းစစ်စကန်းကိုလည်းဆက်ပြီးတော့ပြင်းနေတော့ပေါ့နော်ဒီဥစ္စာသာရသွားပြီဆိုရင်တော့လုံးဝနေအကန်အကုန်လုံးက အကုန်လုံးထိန်းချုပ်ပြီးသားဖြစ်သွားမှာပေါ့နော်အာခတ်တက်တော့အင်းနဲ့ပြီးတဲ့လက်ထဲကိုကြောက်ရွံ့သွားမှာဖြစ်တယ်အဲ့တော့အခုလဲအားလုံးနှိပါရနေပြီးသားပေါ့နော်အဲ့တော့ကျတော့စစ်ကောင်စီဘယ်လိုလုံနိုင်မလဲဆိုတဲ့ဟာကိုလဲကြည်ကြစီတာပေါ့လေနော်လက်ရှိစစ်ကောင်စီဟာဒါကပ္ပဆာနားမှာပေါ့နော်ထပ်ပြီးတော့ခန်းစစ်မြင်းနေထပ်ပြီးတိဆောက်နေတယ်ဆိုတဲ့ပုံစံမျိုးတွေတော့တွေ့နေရပြီအဲ့ဒါဘာလဲဆိုတော့ဒီနေရကန်စကန်းကိုသူတို့ပြန်ပြီးတော့မရယူနိုင်တော့ဘူးဆိုတဲ့ခါကျရင်ဒီခန်းစစ်မြင်းတွေကသူတို့ရဲ့နောက်ထပ် ဒီကပ္ပစားတွေကိုကာကွယ်ပေးနိုင်မဲ့တပ်စခန်းတွေလို့သူတို့ယူဆအဲဒါကြောင့်မလို့အဲ့နေရာတွေကိုခန်းစစ်စခန်းတွေတည်ဆောက်တယ်အဲပြီးတာနဲ့ပေါ့နော်ဒီကာကင်းစခန်းတွေကိုဗဒန်းတက်နေကတက်ရင်တွေကအင်အားတွေဖြစ်တင်းနေတယ်ဆိုပြီးတော့လည်းသိရတယ်အဲပြီးတော့ဒါဖြစ်ကူစစ်ကူစီမံချက်တွေလည်းတေချာပြန်ပြီးရေးဆွဲနေတယ်ဆိုပြီးတော့လည်းသိရဟုတ်တယ်ဒီလိုမျိုးကတော့သူတို့တေချာပေါက်လုံးပါပဲရှေ့ပိုင်းမှာလည်းအဲ့လိုလုံးခဲ့တာပဲလေဒီနေ့ကံ viewer ကုန်းစခန်းကြီးဆိုတာကလည်းအဲ့လိုပုံစံမျိုးသူတို့အချိန်တွေအများကြီးရပြီးတော့လုံးခဲ့တာအဲ့ကြအဲ့လိုမျိုးလုံးခဲ့တဲ့ဂျားတွေကမှဒီလိုမျိုးတလိုင်းတက်ဖွဲ့တွေရဲ့လက်အောက်ကိုဒူးထောက်ခဲ့ရတာဖြစ်တယ် အခုလည်းအဲ့လိုပုံစံမျိုးပဲသူတို့စီမံချက်တွေတော့ဆွဲတာပဲအင်အားတွေလည်းဖြည့်တာပဲပေါ့နော်အာပါစတွေလည်းမနေဘူးအဲ့လိုမျိုးတွေဖြည့်တယ်ပြီးအဲ့ဗဒန်းတက်နယ်ကအဖွဲ့တွေကျွန်တော်စဉ်းစားလို့မြန်ရှေ့မှာဒီလောက်ထိပေါ့နော်အဲသူတို့ရှေ့မှာဒါဖြစ်စဉ်ကြီးတွေအခုဖြစ်နေပြီပေါ့ဗျာအပြောရရင်တလျှောက်လုံးကြီးဒါတိမ့်လာတာပေါ့နော်ဒါတောက်လျှောက်တောက်လျှောက်လမ်းကြောင်းတလျှောက်ကစကန်းနေအကုန်လုံးအကုန်တိမ့်ပိုက်လာခဲ့တဲ့ဒီအာခတ်တက်တော့အေနဲ့ပြည်သက်တပ်ဖွဲ့တွေထိုးစစ်ကိုသူတို့ဘလို့တုံ့ပြန်မလဲဆိုပြီးတော့ကျွန်တော်စဉ်းစားလို့မရတာပေါ့နော်အဲကျွန်တော်သားဆိုရင်အဲ့နားမှာမနေတော့ဘူးဘာဖြစ်လို့လဲဆိုတော့ကိုသားသမီး ကိုယ့်ရဲ့ဒါမိမပေါ့နော်အဲကိုယ့်ရဲ့မိသားစုဒီအတွက်ကိုပြန်ကြည့်ရမယ်လေပြန်ကြည့်ရစစ်ကောင်စီကအခုဆိုရင်တလုံးဝအတိတ်ပဲမဲ့သူတို့ရဲ့အသက်တွေကိုအသေးခံခိုင်းနေတာငါအဲ့လိုဟာမျိုးကြီးကိုလုံးဝယူးယူးမမိုက်ခြင်းနဲ့ဗျာအသေးခံပြီးတိုက်သွားမယ်လို့အာဝါရဖြန့်နဲ့ မိုင်းနေမိပြီးတော့ဗျာအတင်ခံသွားမယ်လို့ဆိုရင်ဒါသူတို့ပဲဘွားဆုံးတာပဲကြံခဲ့တဲ့မိသားစုတွေဒုက္ခရောက်တာပဲအဲအဲ့ကြအဲ့လိုမျိုးမဖြစ်ဖို့အတွက်ကိုပေါ့နော်ကြိုတင်ပြီးတော့လက်နက်ချတာကြီးလှုပ်စေချင်တာပေါ့ဗျာအဲ့တော့ဒါမကွေးမှာကကပ္ပစားတွေအများကြီးရှိတယ်ကပ္ပစား15ခုတောင်ရှိတယ်ပေါ့နော်ဒါအတိအတိုင်းပဲဒါအထက်မင်းလာမှာ3ခုအဲတည့်ရက်မှာတစ်ခုပွင့်ဖြူမှာတစ်ခုအောင်လမ်းမှာ2ခုတောင်တွင်းကြီးမှာတစ်ခုစေတုတ်တာမှာတစ်ခုစိတ်ဖြူမှာ2ခုပြီးရင်ကြောတစ်ခုပေါက်တစ်ခုလောင်းရှည်တစ်ခုအဲစင်မောင်ဝဲတစ်ခုအားလုံးပေါင်း15ခုရှိတယ်အဲ့တော့အဲ့15ခုကိုဘယ်လောက် တိုင်းတာအထိသူတို့တွေထိမ့်သိမ့်နိုင်မလဲဆိုတဲ့ဟာကလည်းဒါကြည့်ရမယ်ပေါ့နော်ပြီးတော့ဒါအာရခတက်တော် A နဲ့ဒါ PDF တက်ဖွဲ့တွေကရှစ်ဆက်ပြီးတော့တိုးမယ်ဆိုရင်စစ်ကောင်စီရဲ့နောက်ထပ်ခန်းစင်းမြင်းတွေကိုဆက်ပြီးတော့ဖြတ်ကျော်အောင်မယ်လို့လည်းဒါယူဆမိတယ်အဲပြီးတော့ကျတော့ဒီကာဖစတွေဆိုတော့ကကာဖစတခုချင်းစီမှာကိုပဲသူကဧကအားဖြင့်ဆိုရင်ထောင်နဲ့တောင်းနဲ့ခြေတယ်ပေါ့ဗျာအဲ့တော့ကျတော့အကျေအဲ့လိုအကျေကြီးကိုစစ်ကောင်စီကလည်းပြပြဝဝခုခံမှုမဖြစ်နိုင်သလိုကာဝယ်ဖို့မဖြစ်နိုင်သလို အားခတ်တော့ A နဲ့ PDF တပ်ဖွဲ့တွေကလည်းအလုံးရင်းနဲ့ဒီနေရာကြီးတစ်ခုတည်းကိုအင်အားသုံးဖို့ဆိုတာလည်းမလွယ်ကူနိုင်ဘူးလို့မြင်တယ်။အဲ့တော့ကျတော့ဘလို့နီးလန်းမျိုးတွေသုံးမလဲ။ဘလို့စစ်နီးပြွာတွေသုံးမလဲ။အဲ့လိုမျိုးစစ်နီးပြွာရဲ့အကြောင်းမလို့စစ်ကောင်စီရဲ့အရေးကြီးတဲ့ပြမသွေးကြောဖြစ်တဲ့ဒီကာဘာဆာတွေရက်တန်သွားမလားဆိုတဲ့ဟာကလည်းစိတ်ဝင်စားစရာကောင်းတယ်ပေါ့နော်။တကယ်လို့ဒါအဲ့ဒီကာဘာဆာတွေကိုလုံးဝတယုံကုန်ပဲအရင်လုံးကြည့်လိုက်အောင်တကယ်ထိခိုက်မှာ။ အဲ့လိုထိခိုက်ပြီဆိုတာနဲ့စစ်ကောင်စီကလုံးဝနှာခေါင်းပိတ်ခံရဆိုလို့ဖြစ်မှာဟောအသက်မရှူနေတော့အဲ့လိုပုံစံမျိုးဖြစ်သွားမှာအဲ့တော့ကျတော့အဲ့ဒါကအားရစရာကောင်းတယ်အဲ့ဟာကိုကျွန်တော်တို့ကအယံမျှော်ကြတာပေါ့နော်အဲ့တော့အခုတော့ဒါအစပြိုးလာပြီစပြိုးလာပြီဆိုတော့အခက်တက်တော် A နဲ့ B တဲ့တွေကလည်းဒီတန်းရက်နေမှာတော့မဟုတ်ဘူးတနိုင်ငံလုံးလွှမ်းမြောက်ဖို့အတွက်ဆိုရင်ဒီနေရာတွေကလည်းအရေးကြီးမှန်းသိထားတယ်ပြီးတော့ကျတော့ဒါ အေးနဲ့ပူပေါင်းပြီးတော့တိုက်ပွဲဝင်နေတဲ့ PDF တပ်ဖွဲ့တွေကလည်းအချင်းမဟုတ်ဘူးအချင်းမဟုတ်ဘူးအကုန်လုံးကပညာတတ်တွေတွေးခေါ်နိုင်စွာရှိတဲ့သူတွေထက်မြက်တဲ့သူတွေပေါ့နော်တကယ်လူငယ်တွေအဲဒါကြတော့အဲ့လူငယ်တွေကဘယ်ဟာတွေကအရေးကြီးတယ်အဲဘလို့နီးလန်းမျိုးတွေတုံးရမလဲဆိုတဲ့ဟာကိုကောင်းကောင်းကြီးလုတ်ပြနိုင်လိမ့်မယ်လို့လည်းဒါကျွန်တော်မြင်တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီရှေ့ကဒီခန်းစစ်စခန်းကြီးတွေဆိုတာကစစ်ကောင်စီရဲ့တပ်မအဆင့်တပ်မမှုတွေကစား တို့ဘာသာအတွေ့အကြုံတွေဘယ်လောက်ရှိတယ်ပဲပြောပြောပေါ့နော်အဲဘလိုမျိုးပဲဒါစစ်သက်တွေရင့်နေပဲပြောပြောဝါရင့်နေပဲပြောပြောဒီကောင်တွေတောင်မှခံစားရသေးတာပေါ့နော်အဲ့လိုကောင်မျိုးတွေကုတ်ခဲတာတောင်မှမရတော့တဲ့အနေထားဆိုတော့နောက်ထပ်ဘလိုကောင်ကုတ်ခဲမလဲဆိုတဲ့ဟာမျိုးလည်းစိတ်ဝင်စားစွာကြည့်ရမှာပေါ့လေနော်ပြီးတော့အဲ့14ရက်နေ့မှာပဲနောက်ထပ်အားရစရာတခုရှိတယ်ပေါ့နော်အဲ့ဒါကဒီနေ့ရက်ကန်သတင်းနဲ့ဖုံးသွားလို့လားဒါမှမဟုတ်အခုမှပဲသတင်းတက်လာလို့လားမသိဘူးဒါရခိုင်အခြေစိုက်သတင်းဌာနတွေကနေတက်လာတဲ့သတင်းတခုရှိတယ်အဲ့ဒါကဒါနေ့ရက်ကန်ကိုတိန်းနဲ့14ရက်နေ့မှာပဲဘကိုးအုပ်ရှိပင်ကပ္ပဆတ်ဆက်ကြောင်း ကပ္ပစ16နားကခိုင်မာတိဆောက်ထားတဲ့ဂါကင်းစကန်ကုန်းကြီးကိုထပ်သိမ်းတာလေဒါကတော့တော်တော်ကြမ်းသွားပြီဗျာတရက်ထဲမှာနှစ်ခုသိမ်းတာပေါ့နော်မသိလိုက်ဘူးဒီနေ့မှဒါသတင်းတွေကြည့်တဲ့အခါမှာတွေ့ရတော့ဟာအန်အိုးတော့ဟာအဲ့ဆိုရင်ဒါတရက်ထဲနဲ့ကျုံးတာပေါ့ပေါ့နော် မကွေးရကျုံးလိုက်ပါကိုးကကျုံးလိုက်အေအရီကကျုံးလိုက်အဲ့လိုမျိုးဗျိုင်းလူကြီးတွေကျုံးနေတဲ့ဟာကိုသွားပြီးတော့သုံးသပ်မိအောင်အဲ့တော့ရခိုင်ခြေဆိုင်သတင်းဌာနတွေကတင်လာဆိုတော့လေဒါကလုံးဝတေချာတဲ့လောက်နှီးပါတော့ရှိတယ်ဗျအဲ့တော့ကျွန်တော်တို့ကတော့အတီးပြုတ်ဖို့အတွက်စူးစမ်းစေပါနော်ဒါပြင်အဲ့ထဲမှာပါတဲ့ချက်လက်တွေကိုကြည့်တော့လေတကယ်အားရစရာကြီးဖြစ်နေရနော်အဲ့ဒါကဒါတိုက်ပွဲအတွင်းမှာစစ်ကောင်စီရဲ့မိသားစုဝင်30လောက်ကိုလည်းဖမ်းမိတယ် အဲ့ဒီကာကင်းစကန်ရဲ့ဘေးနားမှာကိုအဲ့မိသားစုတွေကနေနေကြတာအရင်ကတည်းကလည်းနေတယ်ဆိုပြီးတော့သိရတယ်အဲ့တော့ကျတော့အဲ့လိုမျိုးနေနေတဲ့ဒါစစ်ကောင်စီရဲ့မိသားစု30လောက်ကိုလည်းဖမ်းမိတဲ့ပြင်အဲ့စကန်ကုန်းမှာရှိတဲ့စစ်ကောင်စီစစ်သားအယောက်40ကျော်လောက်ကလည်းသေတယ်တတ်မရှိတော့ဘူး40ကျော်တော့40ကျော်ရအတော်တော်ပြင်းနေပြတကယ်ပြောရင်အဲအဲ့ဥစားကြီးကိုလည်းလုံနိုင်ခဲ့တယ်ဗောနော်အဲ့တော့လက်နက်ခဲရန်နေလည်းတင်းစီရမိရဆိုပြီးတော့သိရတယ်ဟာအဲ့တော့ဒီဟာလည်းတကယ်အဓိကစကန်ကြီးတစ်ခုပဲအဲ့စကန်ကြီးတစ်ခုကိုလည်း14ရက်နေမှာထပ်ပြီးတော့ ဒါတပြိုင်နဲ့တိမ့်ပိုက်နိုင်ခဲ့တဲ့ပုံစံမျိုးအဲနေအကန်ကိုလည်းတိမ့်ပိုက်နိုင်ခဲ့တယ်ဒီဘက်ကကာမဆာ16နားကစခန်းကြီးကိုလည်းတိမ့်ပိုက်နိုင်ခဲ့တယ်ဆိုတော့ဟာအကုန်လုံးကိုပတ်ပြီးတော့ချင်းချောင်းနေတာအကုန်လုံးကိုပတ်ပြီးတော့တိုက်နေတာအဲတကယ်ဟိုကအာရခတ်တော်တော် A နဲ့ PDF တပ်ဖွဲ့တွေကိုဒါကိုတိမ့်နိုင်လို့ဘာလို့နာမည်တွေပြောင်းပြအောင်မင်းမြောက်လိုင်းကတိမ့် A ဆိုရင်ဒါ PDF တွေနဲ့အာရခတ်တော်တော် A ကတိမ့်နိုင်မယ်အဲ့လိုပြောင်းပြရမယ်အဲ့တော့ကာမဆာ16ဆိုတာကရမ်းချက်တာကိုအဓိကလှုပ်ဆောင်နေအဲ့လိုရမ်းချက်တာဖြစ်တဲ့အတွက်သူက လက်နဲ့ကြီးလက်နဲ့ငယ်ခဲရန်အကုန်လုံးအတွက်အရေးကြီးတဲ့စိတ်ယုံတစ်ခုဖြစ်ဒီရမ်းမပိုင်ဘာမှလုပ်လို့မရတဲ့အနေထားလေအဲ့တော့ကျတော့ကာဘာဆာစိတ်ယုံတွေကတယုံနဲ့တယုံဆက်ဆက်နေတာကာဘာဆာစိတ်ယုံနိုင်ကလည်းစစ်ကောင်စီအတွက်အရေးကြီးတယ်ဘာလို့လဲဆိုတော့ तू ကထုတ်လို့ရပစ္စည်းစိတ်ယုံတွေဖြစ်တဲ့အတွက်လက်နဲ့တစ်ခုထုတ်လုံးမယ်ဆိုရင်ဘယ်စိတ်ယုံမှာဖြစ်ဖြစ် तू ကအရေးကြီးတဲ့ပစ္စည်းပစ္စည်းထုတ်လုံးတဲ့အစိတ်ပိုင်းကတော့ပါကူပါတယ်အာအခုထားပါတော့ဒါကြီးစံထုတ်လုံးမယ်ကြီးစံတက်တောင်းဖြစ်ဖို့အတွက်ဆိုရင်ထားပါတော့ကာဘာဆာ1ကအဲ ကြည်စမ်းဒါထိပ်ဘူးထုတ်မယ်ကပ္ပစ2ကကြည်ကွန်ထုတ်မယ်ကပ္ပစ3ကရမ်းထုတ်မယ်အဲအဲ့လိုမျိုးပုံစံမျိုးနဲ့လှုပ်ထားတာ အဲ့တော့တို့ဘလို့ပဲဖြစ်ဖြစ်တယုံကိုထိခိုက်သွားပြီဆိုတာ ਨੇ တို့ဘက်ကတော်တော်လေးအကျိုးနည်းမဲ့ပုံစံမျိုးကလနာတိုက်မှာတကယ်အဲ့တော့တို့စကားစရီတော်တော်ဒုက္ခရောက်မဲ့အနေထားမြင်နေရတယ်ပြီးတော့အာခတ်တက်တော် A နဲ့ B တဲ့တပ်ဖွဲ့တွေကမကွေးနဲ့ဘကိုးမှာရှိတဲ့ကာဘာစတွေကိုတစ်ချိန်နဲ့တစ်ပြိုင်နဲ့ချင်းချောက်လာနိုင်တဲ့ပုံစံမျိုးတွေတွေ့နေရတာကတကယ်အားရစရာကောင်းတယ်ဗောနော်အဲ့တော့ဒီဖြစ်စဉ်မှာဆိုရင်လေဒါဖန်စီရမိတဲ့ဒါမိသားစု30လောက်ရှိတယ်ဆိုတော့ဗျာဒီမိသားစုတွေနေရာကဆိုရင်လေတို့တွေတော်တော်လေးအာဆိုရင်ထိတ်လက်နာတွေဖြစ်မှာပဲဗောနော်အဲ့တော့ ဒီမိသားစုစေဆိုတာကလည်းသူတို့ရဲ့ယောက်ျားတွေကအဲဒီထဲမှာတည်သွားသလားလွတ်သွားသလားဒါတွေသိရမှာမဟုတ်ဘူးသူတို့ကိုယ်တိုင်ကလည်းဖန်ဆီးခံလိုက်ရပြီပေါ့နော်ဒါကတော့စစ်ကောင်စီဘက်မှာရက်တယ်ဆိုရင်အဲ့လိုပုံစံမျိုးတော့ဖြစ်မှာပဲအခုဆိုသူတို့ဘလောက်တောင်ပူလောင်နေမလဲပေါ့နော်ဟိုဆိုတာဒါကျွန်တော်တို့ကကိုချင်းစာလို့ပြောပြတာပါဒါပေမဲ့ဒီကောင်တွေကကျကျွန်တော်တို့ဒီဘက်ကတလိုင်းတက်ဖွဲ့တွေတလိုင်းပြည်သူတွေလူငယ်တွေပေါ်မှာကုချင်းစာစီမရှိဘူးပေါ့နော်အဲ့တော့ဘလို့ပဲဖြစ်ဖြစ်ဒီလိုမျိုးတွေကြုံရပြီးဖြစ်ဆိုတဲ့ဟာကိုကျွန်တော်ကမဖြစ်စေချင်လို့အဲ့မတိုင်ခင်မှာတက်ဖွဲ့တွေရဲ့အတန်ကြားတာနဲ့ လက်နဲ့ချပါလမ်းပြူထောင်ပါပေါ့နော်စစ်ကောင်စီဘက်ကဒီအကြီးကဲဆိုတဲ့ကောင်တွေကဒါမင်းတို့ကိုလုံးဝကိုချင်းစာမှာမဟုတ်ဘူးမင်းတို့ကိုအသက်သေးဆုံးသည်ဒီတန်းပြစ်ထားခဲ့မှာနောက်ဆုံးဒါနိုင်ငံမှာဖြစ်တဲ့ဖြစ်စဉ်ဆိုရင်သိရတဲ့အတိုင်းပဲအကုန်လုံးပေါ့နော်အောက်မှာရှိတဲ့လက်အောင်ငယ်သားတွေအကုန်လုံးထားပြီးတော့ဒါအကြီးပိုင်းဆိုတဲ့ကောင်တွေအကုန်လုံးကထွက်ပြေးတဲ့အဆင့်တွေဖြစ်သွားတာအဘလိုပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုပုံစံမျိုးကြီးစွန့်ပစ်ခံရတဲ့ဆိုကနေ့ကမင်းတို့တွေတန်ရဲလာလို့ပြန်စင်းစားပါပေါ့နော်ဒါကောင်းမွန်မွန်ပြောပြတာပါဟိုအရင်နဲ့ဖဲ့တဲ့ပုံစံမျိုးတွေဖြစ်နေမှာဆိုလို့အဲ ငါတို့တွေအသက်ပေးပြီးတော့လုပ်ခဲ့ကြတယ်ငါတို့တွေနှစ်ပေါင်းများစွာကြုံခံပေးခဲ့ကြတယ်ငါတို့မရှိမဲရှိမဲပေါ့နော်ဒါမလောက်မငှလစာလေးကိုမျှော်ကိုးပြီးတော့ငါတို့တွေတမိသားစုလုံးကြုံခံခဲ့ကြတယ်ပေါ့နော်ယောက်ျားကစစ်သားဖြစ်တယ်မိန်းမစစ်သားမှမဟုတ်တာဒါပေမဲ့စစ်သားအလုပ်တွေလိုက်လုပ်နေရတယ်အရန်အင်အားနဲ့ထည့်ထားတာနော်ရဲမေအရန်အင်အားဆိုပြီးတော့တက်ခွဲတွေတောင်ဖွဲ့စည်းပေးထားတာအဲ့လိုပုံစံမျိုးပြီးရင်မြောက်ပြင်ပြီးတော့ခိုင်းသေးတာဒီနောက်တန်းဌာနချုပ်တွေကိုဝင်ပြီးတော့တိုက်ခိုင်းရပါပြီဆိုတဲ့ခါကျရင်နင်တို့တွေမှာကာဝယ်ဖို့တာဝန်ရှိတယ်ဆိုပြီးတော့ အဲ့မိမတွေကအစဒနက်ကင်ဒါလက်နေကြီးပြစ်ပြီးတော့သူတို့တက်တွေကိုဒါလာတိုက်တဲ့ခါကျရင်သူတို့ပြန်တိုက်နေရတာဒါကလေးတွေလည်းရှိတယ်ဒါအဲ့လိုပုံစံမျိုးတွေသူတို့လုပ်နေရတယ် ။ဟာအဲ့တော့မင်းတို့တွေတန်ရဲ့လားစဉ်းစားပါဘောနော်။မင်းတို့ရတဲ့လစာဘာရှိလို့လဲ။ဒါအပြင်မှာကိုယ့်ဘက်ကိုကောင်းကောင်းမွန်မွန်နဲ့စိတ်ချမ်းချမ်းသာသာနဲ့ဘဝကိုရှင်သန်ရည်တည်လို့ရတယ်ဆိုတဲ့အကြောင်းလည်းအကြံဉာဏ်ပေးခြင်းတယ်ဘောနော်။အဲ့တော့ဒါကြောင့်အာပါတိယဖြစ်စဉ်တွေလည်းပြောပြီးသွားပြီဆိုတော့ကျွန်တော်သိအားမလို့အားများဖြစ်တဲ့ဖြစ်စဉ်တွေလည်းပြောမှာတော့ဖြစ်မယ်ဘောနော်။အဲ့တော့ကတော့ဒါမန်လေးမိုးကုတ်ဘောနော်။ဖော်ရိုးလမ်းဆောင်ကိုဒါစစ်ကောင်စီကတိုးနေတာရှိတယ်။လေကြောင်းပစ်ကူတွေလက်နက်ကြီးဒရုန်းဒါတွေအစုံသုံးပြီးတော့တိုးနေတာရှိတယ်။ ဲ့လိုမျိုးတိုးနေရင်လည်းဒါစစ်ကောင်စီက၁၄ရက်နေ့မှာပြန်ပြီးတော့ဒီနေရာကိုထိန်းချုပ်သွားနိုင်ပြီဆိုပြီးတော့သိရတယ်။၁၀ရက်နေ့ကနေစပြီးတော့သူအသေးအံတိုးလာလိုက်တာ၁၄ရက်နေ့မှာတော့ဒါဒလိုင်းတပ်ဖွဲ့တွေဘက်ကလက်လွတ်လိုက်ရတယ်ပေါ့နော်။ဒီဖော်ဒိုလန်းစုံကိုဒါစစ်ကောင်စီဘက်ကအသေးအံတိုးလာဖြစ်တဲ့အတွက်ဒလိုင်းတပ်ဖွဲ့တွေဘက်ကလည်းအပြင်းထန်တော့ခုခံခဲ့ကြတာပဲ။ဒါပေမဲ့လည်းဒါ၁၄ရက်နေ့မှာတော့ဒါစစ်ကောင်စီကပြန်ပြီးတော့ထိန်းချုပ်သွားနိုင်တယ်။သူတို့ကမြေပြင်စစ်ကြောင်းအများကြီးတုံးတယ်။ပြီးရင်လေကြောင်းလက်နက်ကြီး drone ပေါ်ပေါ်တိတိတုံးတယ်။လုံးဝရန်တမ်းပြီးတော့ပြစ်တာပေါ့နော်။ ပြည်သူတို့ပါတော့ညာတော့နားမလည်ပဲနဲ့အကုန်လုံးပစ်ခွဲပြီးတော့ဝင်လာတယ်ပြီးရင်စစ်ကြောင်းအောက်ကနေထိုးတဲ့အတွက်ပေါ့နော်ဒီနေရာတွေကိုလက်လွတ်ပြီးလဲအဲ့တော့ဒါကတော့နင်းနာတယ်နင်းနာတယ်ဆိုတော့ဒီဖော်တော့လမ်းဆောင်ကအရန်ရည်ကြီးတာအဲတကောင်းတို့မိုးကုတ်တို့စင်ကူးတို့ပေါ့နော်ဒီနေရာတွေကိုထပ်ပြီးတော့သွားနိုင်တယ်တကယ်အတိအကလမ်းဆောင်လမ်းကွာကြီးဖြစ်နေပါပေါ့နော်အဲ့အကြောင်းမလို့လဲစစ်ကောင်စီကအသေးအံရယူဖို့ကြိုးစားတာဖြစ်တယ်အဲ့တော့အဲ့လိုနေရာကိုဒါစစ်ကောင်စီတပ်တွေကရသွားတာဖြစ်တဲ့အတွက်ပေါ့နော်အဲတွန်လိုင်းတပ်ဖွဲ့တွေကလည်းအခြေအနေတော့ကြည့်နေရမှာပဲစစ်ကောင်စီကမိုးကုတ်ဘက်ကိုဥတီမာလာ စင်ကူဘက်ကိုဥတီမာလာဆိုတဲ့ဟာတွေပေါ့နော်ဘာပဲဖြစ်သူကဒီ၃မျက်နှာလုံးကိုဆက်ပြီးတော့ဥတီသွားနိုင်တယ်နောက်တစ်ခုကဘာဆိုးလဲဆိုတော့ဒီနေရာကနေပိတ်ပြီးတော့သူကဖြက်လေးပြက်ပုံစံမျိုးတွေတေချာပေါက်လှုပ်လာတော့မှာအရှိမလဲအဲ့လိုပုံစံမျိုးတွေလှုပ်ခဲ့တာတွေကအများကြီးရှိတယ်အဲ့တော့အဲ့လိုမျိုးပုံစံသာလှုပ်လာပြီးဆိုတဲ့ခါကျရင်အဲ့နေရာအဲ့ဒေတာမှာရှိပါရဲဆိုတဲ့တော်လိုင်းတက်ဖွဲ့တွေကလက်နက်ခဲရန်ဆိုရင်ဝယ်သုံးရတယ်ဝယ်သုံးရတာဖြစ်တဲ့အတွက်ပို့ပြီးတော့ခက်ခဲလာမှာကျွန်တော်ထုတ်လုပ်နိုင်တာမဟုတ်ဘူးဝယ်သုံးရတာဖြစ်တဲ့အတွက်တေယူပို့ဆောင်ရင်လမ်းကြောင်းတွေပိတ်သွားခြင်းလက်နက်ခဲရန်တွေဒါ ဈေးတက်သွားရင်ဒါမျိုးတွေကအစတပ်ဖွဲ့တွေကအခက်အခဲတွေကြုံရလာနိုင်ခြင်းရှိတယ်ပေါ့နော်အဲ့တော့တပ်ဖွဲ့တွေကိုပို့ပြီးတော့ကူညီပေးရမယ့်အနေအထားမျိုးတွေလည်းမြင်တွေ့နေရတယ်အဲ့တော့ဝိုင်းပြီးတော့ကူညီပေးကြပါပေါ့နော်လက်လက်ခဲရန်လိုအပ်ချက်တွေပို့ပို့ပြီးတော့များလာနိုင်ခြင်းရှိတယ်ပေါ့နော်အဲ့တော့စကားစကားမြေပြင်ကနေပြီးတော့စစ်ကြောင်းထိုးဖို့အတွက်ကိုဝေဟင်ကနေပြီးတော့လေကြောင်းတုံးတယ်လက်နက်ကြီးတုံးတယ် drone တုံးတယ်ကင်းထောက်တယ်ပြည်ရနဲ့ပြစ်တယ်ပြည်ရနဲ့မြေပြင်စစ်ကြောင်းထိုးတယ်အဲ့လိုပုံစံမျိုးပဲဇတိုက်လှုပ်ဆောင်နေတာဖြစ်တယ်အဲဒါမှမဟုတ်အဲ့လိုလုံနိုင်ဖို့အတွက်မြေပြင်ကနေပြီးတော့တည်င်းယူတဲ့အပိုင်းတွေကိုလည်းပို့တိုးပြီးတော့လုပ်နေရရှိတယ် ဲ့တော့ဒါနည်းနည်းလေး view size စီခြင်းနေပေါ့နော်ဆိုတာကဒီလိုမျိုးသတင်းရဖို့အတွက်ကိုဒီကောင်တွေလုတ်နေတဲ့ဟာတွေကမမိုက်ကန်းကန်းတွေကိုလုတ်နေတာပေါ့နော်အဲဒါကျွန်တော်တော်လိုင်းတက်ဖွဲ့တွေထိချုပ်ထားတဲ့နေမြေတဲ့အထိပါဒီကောင်တွေဝင်ပြီးတော့လုံးဝဒါအရက်သားဟန်ဆောင်တဲ့ပုံစံမျိုးအေးပေါ့လေအရက်သားဟန်ဆောင်လိုက်တာနဲ့သူတို့ကအရက်ဝဲဝဲလိုက်တာနဲ့အရက်သားဖြစ်သွားတာဟုတ်နှစ်ဖူးမှာစာထိုးတာမှမဟုတ်တာအဲ့တော့ကျတော့အဲ့အပိုင်းတွေကတော်တော်လေးကင်တွယ်ရမယ့်အနေအထားတွေတော့မြင်တွေ့နေရတယ်ပေါ့နော်နောက်တစ်ခုကတော့ဒါ TNL ထိန်းချုပ်ထားတဲ့တီပေါ်မြို့အဝင်မဟုတ်ဝနားထီပေါ့နော် အဲ့နားအထိကိုစစ်ကောင်စီစစ်ကြောင်းတွေကရောက်လာနေပြီဆိုပြီးတော့သိရတယ်အဲ့ဒါကလည်း၁၄ရက်နေပဲအဲ့လိုမျိုးပုံစံမျိုးနဲ့တွေ့နေရတယ်ပေါ့ဗျာအဲ့တော့စစ်ကြောင်းတွေရောက်လာပြီဆိုတာ၁၄ရက်နေညနေပိုင်းမှာရောက်လာတယ်စစ်ကောင်စီကထုံးစံတိုင်းမှာခုနလို၄ကြောင်းသုံးနေဒါပြရနဲ့မြေပြင်စစ်ကြောင်းထိုးတယ်အဲတီဘောမြို့အပြင်တိုးဂိတ်ကနေပြီးတော့ဘိုးဂျိုလန်းနာအထိကိုလမ်းမတစ်လျှောက်လုံးကိုဘုံကျဲသွားတယ်စစ်ကောင်စီက ။အဲအဲ့လိုမျိုးထိထိမထိထိအကုန်လုံးကိုကျဲထုတ်သွားတာပေါ့နော်။အဲကျဲပြီးတာနဲ့သူကဒီတနေရာရာမှာသွတ်ဆုတဲ့ပုံစံမျိုးဖြစ်အောင်သူကျုံးသွင်းနေတယ်လို့လည်းဒါယူဆလို့ရကြောင်းဒါနီးစက်တဲ့သူတွေကပြောကြတယ်ရှိတယ်ပေါ့နော်။အဲ့တော့ဘလိုပဲဖြစ်ဖြစ်ဒီနေရာကိုသူရယူဖို့ဥတီထားပြီးဖြစ်တဲ့အတွက်သူကတော့နီလမ်းမျိုးစုံသုံးပါပဲ။အဲ့တော့တပ်ဖွဲ့တွေဘလို့ခုခံကြမလဲဘလောက်ထိတွန်းလှန်ကြမလဲဆိုတဲ့အပိုင်းကအရင်ကြီးကြတာပေါ့နော်။စစ်ကောင်စီကကြောက်မဲကိုရပြီး ဒါဇက်တိုက်ဆိုလိုပဲဒါတီဘုတ်ကိုထိုးစစ်ဆင်လာတာဖြစ်တယ်အဲ့တော့ကြောင်မဲကိုအော်ရိုဘာ၁ရက်နေ့ကတင်းနိုင်ပြီးတော့ဒါ၁၀ရက်အကျော်ပေါ့နော်ဒါအခုဘလောက်မှမရှိသေး၁၀ရက်အကျော်မှာပဲစစ်ကောင်စီစစ်ကြောင်းတွေကတီဘောမြို့အဝင်ဝကိုရောက်လာနေပြီဆိုတာကိုသိရတယ်ပေါ့နော်အဲ့တော့လက်ရှိမြန်မာပြည်အနောက်ချမ်းမှာစစ်ကောင်စီကအသေးအံအနေထားဖြစ်နေတဲ့အခြေအနေတွေစိုးနေတယ်ဆိုပေမဲ့လည်းပေါ့နော်ရှမ်းမြောက်လိုနေရာမျိုးမှာတော့ဒါစစ်ကောင်စီကအဆင်ပြေနေတဲ့သဘောတွေတွေ့တွေ့ရတယ်ပေါ့နော်အဲ့တော့တပ်ဖွဲ့တွေအနေနဲ့ဒါလွယ်လွယ်လပ်မလို့ပေးရဘူးဆိုရင်စစ်ကောင်စီကတော်တော်အကျက်ရိုက်မဲ့အနေထားလက်ရှိအနေထားရ အာခတတော် A လှုပ်ဆောင်နေတဲ့အပိုင်းနေပြီးရင် KI နဲ့ PDF တပ်ဖွဲ့တွေပူးပေါင်းဖွဲ့တွေလှုပ်ဆောင်နေတဲ့အပိုင်းနေအဲ့အပိုင်းနေကတော်တော်လေးအာသုံခွန်ဆိုင်နဲ့လုံနေတာမြင်ရတယ်ပြီးတော့ရလက်တွေလည်းကောင်းကောင်းမွန်မွန်တွေ့နေရဖြစ်တဲ့အတွက်ပေါ့နော်စစ်ကောင်စီတော်တော်အကျင့်ရိုက်တဲ့စစ်မျက်နှာတွေဖြစ်တယ်ကချင်ပြည်နယ်ကစစ်မျက်နှာတွေကြီးလိုက်အာခတတော် A နဲ့ထိဆက်နေတဲ့အခိုင်ပြည်နယ်နဲ့ထိဆက်နေတဲ့စစ်မျက်နှာတွေကိုကြီးလိုက်အကုန်လုံးကအခြေအနေကောင်းနေတဲ့အနေအထားမှာရှမ်းမြောက်တစ်ခုပဲစစ်ကောင်စီကသွားပြီးတော့တရုတ်ဖီကအာကိုနဲ့ပေါ့နော်တရုတ်အာကိုနဲ့ဒီလိုလုံနိုင်နေတာတွေ့ရတယ် တကယ်တော့အဲ့နေရာတွေဒါပြန်ပြီးတော့စစ်ကောင်စီကိုအရင်လိုပဲကြမ်းကြမ်းတမ်းတမ်းပြန်တုံ့ပြန်နိုင်နေမယ်ဆိုရင်စစ်ကောင်စီက1027ထက်ပိုဆိုးတဲ့နှစ်ဆလောက်ကျန်းတဲ့စစ်စင်ရေးမျိုးကိုသူခံစားရအောင်အဲ့တော့အဲ့လိုပုံစံမျိုးလုပ်လို့မရကြဘူးလားဆိုတဲ့အပိုင်းနေလေဥဆောင်တဲ့သူတွေကစဉ်းစားကြဖို့လိုလိမ့်မယ်ထင်တယ်ပေါ့နော် ဒါကတော့တပ်ဖွဲ့တွေကမြေပြင်မှာလုံဆောင်နေရတာဖြစ်တဲ့အတွက်သူတို့ကိုယ်တိုင်အသက်တွေပါပေးပြီးတော့တိုက်နေရတာဖြစ်တဲ့အတွက်သူတို့ကပို့ပြီးတော့နားလဲပါလိမ့်မယ်ပေါ့နော်။နောက်နောက်တစ်ခုကဒါပြောကြရပါပြောကြရလဲဆိုတော့အာကတက်တော် A ကခုနောက်ပိုင်းအရန်ကျန်းလာတာဖြစ်တဲ့အတွက်ပေါ့နော်။အာကတက်တော် A ဒါတိုင်းကလုံးတိမ့်သွားရင်ကောင်းပါပဲဆိုပြီးတော့ပြောကြတာမျိုးတွေတောင်ရှိတယ်ပေါ့နော်။အဲ့တော့ကျတော့ A တပ်ဖွဲ့တွေနဲ့လည်းဒီလိုပုံစံမျိုးကြီးကိုမြင်မြန်ဆန်းဆန်းတိမ့်ပိုင်နိုင်ဖို့ဆိုတာတော်တော်လေးခဲရင်တာပေါ့နော်မလွယ်ကူဘူး။အဲ့တော့နဲ့ရကန်တစ်ခုကိုပဲကြည့်ပါ။ဒါလာပေါင်းများစွာကြာခဲ့တာပေါ့နော်။အဲအဲ့လိုပဲဒါတပ်ဖွဲ့တွေပုံစံမျိုးဖြစ်နေရင်တော့စစ်ကောင်စီကလည်းမကြောက်ဘူးဗျ။ အဲ့တော့ကျတော့အားလုံးပါဝင်မှရအောင်အားလုံးကလည်းခုနလိုစိတ်သက်မျိုးတွေဖြစ်နေမှရအောင်အားလုံးကလည်းဒါစစ်သားတွေပြည်တာပြီးတော့တိုက်ရိုက်ခိုက်ရိုက်ပြေဝပြီးအတွေ့အကြုံတွေရှိနေမှရအောင်အဲအဲ့လိုမျိုးဆိုတော့ဒါပြည်သူတွေရဲ့ပါဝင်မှုကလည်းအဓိကကြတယ်ပြည်သူထောက်ခံမှုမရဘဲနဲ့လည်းဒီနေရာဒီချိန်တွေတိမရောက်နိုင်ဘူးဗျအဲ့တော့ကျတော့အားလုံးပါဝင်ပြီးတော့တိုက်ပွဲဝင်နိုင်မဲ့နေ့မျိုးကတော့တကယ်ကိုလိုအပ်ပါတယ်အဲ့တော့ကြောင့်မို့လို့လည်းဒါကျွန်တော်တို့တွေကပြောတိုင်းဆိုတိုင်းပါဗောနော်စုပေါင်းပြီးတော့လှုပ်ဆောင်နိုင်ဖို့ဗောနော်အင်အားစုကြီးတွေထွက်ပေါ်လာဖို့တပ်ပေါင်းစုကြီးတွေထွက်ပေါ်လာဖို့ ညီညီညွတ်ညွတ်နဲ့လှုပ်ဆောင်ကြဖို့ဆိုတဲ့အပိုင်းတွေကိုပဲဦးစားပေးပြောနေရတာဖြစ်ပါတယ်ဗောနော်လိုပဲဖြစ်ဖြစ်စစ်ကောင်စီကအခုချိန်ထိတော့သူလုံနိုင်သမျှအလုပ်တွေကိုလုပ်နေတော့မဲသူဒုက္ခပေးလို့ရသမျှလည်းသူလုပ်နေတော့မဲဗောနော်အဲ့တော့ပြည်သူလည်းနားမလဲဘူးပြည်ရဲလည်းနားမလဲဘူးအဲတိုင်းသားတော်လိုင်းတက်ဖွဲ့လည်းနားမလဲဘူးသူလုံချင်သလိုလုံနေတဲ့အနေအထားမျိုးတော့ရှိနေတော့မဲအဲ့တော့အဲ့ဒီဟာတွေကိုဥကျိုးသွားအောင်ရိုက်ချိုးနိုင်ဖို့အတွက်ကိုကျွန်တော်ပြည်သူတွေကလည်းတက်နိုင်သေးပါဝင်ပေးကြဖို့လိုတယ်ဆိုတဲ့အကြောင်းဒီနေ့ကနေပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်